အဓိကကျွန်တော်ဘက်ကနေပြီးတော့အဲကျွန်တော်ဘက်ကနေပြီးတော့ဒီနိုင်ရည်ကိုမပြန်ရဘူးလို့အဲပြောတာမျိုးတော့မရှိခဲ့ပါဘူးအာငိုတာပေါ့ငိုတာပေါ့မဝင်းနေပြီတော့အဲ့မနှက်ခင်းမှာသူငိုပြီးတော့ကျွန်တော်သူ့လက်ကလေးကာပြီးကျွန်တော်အားပေးဖြစ်ပါတယ်ဟိုခုနပြောလို့ပေါ့နော်ပြန်ပြန်ခြင်းလားဒါမှမဟုတ်ဘယ်လိုလုပ်ခြင်းလဲဆိုတော့သူဆက်ရမယ်ပြောခြင်းမှာโอเคမပြန်ရဂျိုးနှက်အောင်အကောင်စူးစားလိုက်ပါလို့ပြောတယ်ပေါ့သူကလည်းငိုပြီးတော့သူဆက်စူးစားမယ်ပေါ့တကယ်လည်းသူစူးစားပါတယ်တကယ်ပြည်သက်တွေထွက်လာတဲ့ခါကျတွေ့မှာပါဟုတ် သူအားလုံးအတွက်တွေးပြီးအနစ်နာခံပြီးတော့သူနောက်မှပြန်မယ်ဆိုပြီးဆုံးဖြတ်ချပေးတာဒီအတွက်တကယ်ကိုကျေးဇူးအများကြီးတင်ရပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီမတမ်းမရစကားကြီးကတော့ဒါစစီစဉ်နေရတာအခက်ခဲတွေကအများကြီးပဲပေါ့နော်ဘလို့ကြောက်နေလည်းမသိမိပဲခက်ခဲကြီးဆိုင်ရတာတွေကအများကြီးရှိခဲ့တယ်ရိုက်နေတုန်းကလည်းဟို shooting မှပြီးပါလေမလားဆိုတော့ဟိုကြောက်ရွံ့စိတ်တွေစိုးရွံ့စိတ်တွေကလည်းအများကြီးပဲပေါ့နော်အဲ့ဒါထဲမှာမှဟို ဟို1နဲ့ကြီးကွဲစရာအကောင်းဆုံးဆိုရင်ဒါမဝင်းတပြည်ထုံရဲ့ဖခင်ဆုံးပါသွားရယ်ပေါ့နော်အဲ့ဒါဆိုလို့ကျွန်တော်မနခင်ဆော့စီတိလိုက်ရတာပေါ့တိလိုက်ရတော့စိတ်မကောင်းဘူးမိဘဆိုတာလည်းဘယ်ကနေမှလဲလို့မရဘူးဒါပေမဲ့ကျွန်တော်တို့မှာဒီရိုက်ကူးရဲ့အခက်ခဲတွေ location အခက်ခဲတွေပေါ်မူတည်ပြီးတော့အ мян ရိုက်နေရအနေထားတစ်ခုမှာအာမဝင်းတပြည်ထုံကျွန်တော်မေးခဲ့ရပေါ့ပြန်ကျင်လားနိုင်ရေးသွားကျင်လားနောက်မှဟိုပြန်စူးစမ်းပေးရမလားမဟုတ်ဘူးရတယ်ဒီနှစ်ရက်ကျန်တော့သူပြီးအောင်ရိုက်မယ်ပြီးအောင်ရိုက်မယ်ဟို ပြီးမှသူသွားမယ်ပေါ့နော်စိတ်အရင်စိတ်မကောင်းကျွန်တော်လည်းဖခင်ဆုံးပါထားတဲ့လူတယောက်အနေနဲ့ဟိုကိုချင်းစားတယ်ပြီးတော့သူ့လည်းအရင်လေးစားပါတယ်အဲဒါကြောင့်ကျွန်တော်ဘယ်သူမှမတိုင်မြင်နဲ့ကျွန်တော် post လေးအောင်တင်ဖြစ်တာပေါ့နော်တကယ်ဟိုဟိုအားတုံအားနာအောင်ဖြစ်ရတယ်ပေါ့ဒါပေမဲ့ရိုက်ကူးရေးမှာတကယ်ဟိုဖခင်ဆုံးပါထားတဲ့တယောက်ဆောင်တယောက်အနေနဲ့ဟိုအရာအားလုံးမေ့ပြီးတာဝန်ကြီးကြီးနဲ့ you to to နဲ့တန်ဖိုးစင်းတွေကိုအပြေအဝစူးစမ်းပေးသွားရပါတကယ်ဒီကားထွက်လာရင်မဝင်းတိပီထွန်းအတွက် ရုပ်ရှင်လောကမှာနေရာတစ်ခုရစေမယ်အားလုံးဒီထဲမှာအတိမတ်ပြမှုတစ်ခုအဲအတိမတ်ပြစီရမှတ်တိုင်ကောင်းနေအများကြီးရလိမ့်မယ်လို့ကျွန်တော်ကဒါရေးရေးပြောရပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီရိုက်ကူးကြီးပြီးပြီးနောက်ရက်မှာပေါ့နော်သူဖခင်ဆုံးပါပြီးတော့နောက်၃ရက်မြောက်နေ့ကျမှသူဒါရေးရောက်သွားတာပေါ့နော်ဟုတ်ဝမ်းနေကြရပါဘဝမ်းနေကြရမဝင်းနေပြတော့နေရလဲမောင်နှမရလူဖြစ်နေတဲ့ခါကျတော့ဟို သူခံစားချက်တွေသိရပေါ့နော်ဒီကားလေးသူရိုက်ချင်တဲ့ခံစားချက်တွေကိုလည်းသိတယ်သူရဲ့ဝမ်းနည်းမှုတွေတငယ်မှုတွေစူးစမ်းခြင်းနဲ့စိတ်တွေတွေတွေ့တယ်အများအများနဲ့သိခဲ့ပေါ့တကယ်သူရိုက်တဲ့ချိန်မှာအများစူးစမ်းခဲ့အဲ့ချိန်မှာမှသူတကယ်ရိုက်ရပြီဆိုတဲ့အချိန်မှာမှဒီအဖေကဆုံးပါသွားတဲ့ကိစ္စကသူဖြစ်သွားရဲဆိုတော့အများစိတ်မကောင်းဖြစ်ရတယ်အော်အဲ့လောက်ခက်ခဲတဲ့ခက်ခဲတယ်ပေါ့တိရစ္ဆာန်တွေအတွက်ပေါ့နော်ဒီအမှုရသမားတွေအတွက်အဲ့လောက်ခက်ခဲပါလားဆိုရဲတံငွေကလည်းရရတယ် ဟိုဒါအပြင်ကမှအဲ့လိုခံစားချက်တွေအားလုံးကိုမေ့ပြီးတာဝန်ကျေစွာတူဆောင်သွားတဲ့သူ့ကိုလည်းတကယ်အရန်ချီးကျူးပါတယ်တကယ်ဟိုဒီစေနာတွေအာဒီယူတုမှုတွေကဟိုပြည်သက်တွေစီကနေပြီးတော့တံပြန်နဲ့ထိုက်တန်နဲ့အရာပြင်ရလိမ့်မယ်လို့ကျွန်တော်ပြပြပြောပြောရဲပါတယ် ာငိုတာပေါ့ငိုတာပေါ့မဝင်းနေပြီတော့အဲ့မနက်ခင်းမှာသူငိုပြီးတော့ကျွန်တော်သူ့လက်ကလေးကာပြီးကျွန်တော်အားပေးဖြစ်ပါတယ်ဟိုခုနပြောလို့ပေါ့နော်ပြန်ပြန်ကျင်လာဒါမှမဟုတ်ဘယ်လိုလုပ်ချင်လဲဆိုတော့သူဆက်ရဲမေပြောချိန်မှာโอเคဒီဆုံးမချက်ကအတီးဖြစ်တယ်ဆိုရင်ကျွန်တော်တခုပြောချင်ပါတယ်လို့ဟိုကျွန်တော်ဘောမှာလဲရတာနေတန်အောင်ထိုက်တယ်နဲ့အရာဖြစ်ဖို့လိုတာပေါ့เนาะအဲ့တော့အခုဒီမကီပေါ့เนาะဒီနာရီကိုမပြန်ရရနဲ့ထိုက်တန်အောင်ဟိုဒီလက်ကျန် ကြံနေတဲ့စိတ်ဝင်စားနေမှာအကောင်းဆုံးစူးစမ်းလိုက်ပါလို့အဟိုဒီတစ်ခုပဲလုပ်လို့ရတော့မှလीเนาะသူဒီဆုံးမချက်ချပြီးပြီဆိုရင်တော့ကျွန်တော်ကသူတို့သူနိုင်ပြန်မယ်ဆိုရင်လည်းကျွန်တော်တို့အကောင်းဆုံးညှိနှိုင်းပြီးလုပ်ပေးကြမှာပဲပေါ့ဒါပေမဲ့ဟိုရိုက်ကူးကြီးကတခြားအခက်ခဲအများကြီးခါကြသူမပြန်ဘူးပေါ့เนาะအဲ့တော့ဟိုမပြန်ရဂျိုးနဲ့အောင်အကောင်းစူးစမ်းလိုက်ပါလို့ပြောတယ်ပေါ့သူကလည်းငိုပြီးတော့သူဆက်စူးစမ်းမယ်ပေါ့တကယ်လည်းသူစူးစမ်းပါတယ်တကယ်ပြည်သက်တွေထွက်လာတဲ့ခါကျရင်တွေ့မှာပါဟုတ် โอเคโอเคအဓိကကျွန်တော်ဘက်ကနေပြီးတော့အဲကျွန်တော်ဘက်ကနေပြီးတော့ဒီနိုင်ရေးကိုမပြန်ရဘူးလို့အဲပြောတာမျိုးတော့မရှိခဲ့ပါဘူးဒါပေမဲ့ဟိုအမဘက်ကလည်း तू တက်နိုင်တယ်များတော့เนาะဟိုတာသမီတယောက်အနေနဲ့ပြန်ခြင်းပါပဲပေါ့ဒါပေမဲ့ तू ဒီ तू ပြန်လာလို့ရှိရင်ရိုက်ကူးရေးဒီအဲ ုံဆိုင်သွားနိုင်တယ်နှောင့်လေးသွားနိုင်တယ်ဆိုတာကို तू အားလုံးအတွက်တွေးပြီးတော့ तू မပြန်လို့ဆုံးဖြတ်လိုက်တာပေါ့เนาะတချို့ပရိသတ်တွေကတော့လည်းမိဘကအရေးကြီးဆုံးပေါ့အဲ့လိုမျိုးဟိုပြောကြဆိုကြဒါပေမဲ့ကျွန်တော်တို့မှာဒီအခက်ခဲတွေဈာတွေလောက်ခဲ့ရအနေဒါတစ်ခုမှာ तू အားလုံးအတွက်တွေးပြီးအနစ်နာခံပြီးတော့ तू နောက်မှပြန်မယ်ဆိုပြီးဆုံးရချပေးတာဒီအတွက်တကယ်ကိုကျေးဇူးအများကြီးတင်ရပါတယ်ဟုတ်ကဲ့ဟုတ်တကယ်ဟိုမတတ်မညာဆိုရင်နမေ ဟိုဘောနော်စပြီးပေးလိုက်ကလေးကလည်းအခက်ခဲအများကြီးရောရင်ဆိုင်ရတာပေါ့နော်အဲ့တော့တက်ခက်ခံရတာတွေရောပြောဆိုခံရတာတွေရောအများကြီးပဲပေါ့အဲ့တော့ဟိုဟုတ်ကဲ့ဒါဟိုအခက်ခဲတွေကိုကျွန်တော်တို့ဟိုကြော်ဖြတ်ပြီးအချိန်မှာတော့ဟိုပို့ပြီးရင်းချက်သွားတဲ့တာမာဝါးတွေတူတော့ဖြစ်သွားစေရပါပေါ့နော်အဲ့တော့ရှေ့ဆက်ပြီးတဲ့အကောင်းဆုံးစူးစမ်းပါမယ်မတမရစကားကြီးကိုလည်းအခုဆိုရင်တာနိုင်ငံတကာပွဲတော်တွေကလည်းဒီမတမရစကားကိုအပြသဖို့အတွက်တွေချိတ်ဆက်နေတယ် ကိုကျွန်တော်သိရတယ်ဗထုတ်လို့ရေးစီရတယ်လေအဲ့တော့ပရိသတ်တွေအတွက်တကယ်ကိုဟိုရှင်ထဲမှာအမှတ်တရကောင်းအဖြစ်ဖန်တီးခဲ့နိုင်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဟုတ်